အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဘိုးကြီး channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညမှာတော့ကြောက်ပေလူနဲ့ပုံစုံမြေဆိုတဲ့ဇလန်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇလန်းလေးမစတဲ့နေ့မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပြီးဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကြောက်ပေလူနဲ့ဖုံးစုံမြေ ိုးကကြားနေပြီမို့တနေကုန်မနဲ့မိုးလင်းကလေးကမိုးတွေကဆွေးပြီးရွာနေတယ်မလုံမလဲဓဏီပြစ်တွေချာမှာမိုးဆက်မိုးပေါက်များကမြောင်းအောင်တို့တဲအတွင်ဆူဆွဲနေလေတယ်မြောင်းအောင်မိမမိတန်းခင်နေကလေးတတိုက်ကတော့နဲငယ်မိုးလုံးအောင်ဖာထေးထားတော့မိုးနေရလေးအောက်မှာအိတ်ဆွဲ၍နေကြလေတယ်မြောင်းအောင်ဆက်လိမ်မီကိုရဲနေအောင်ဖာရှိုက်ပြလိုက်တယ်စေပေါ်လိမ့်မှာအတော်လေးကို တူရှာနေလေပြီ။ ဒီတတော်ကိုရင်ထက်တော့စရာပင်ဆက်လက်မရှိတော့ပေလွတ်လပ်ရေးရပြီးကစားဆိုပေမယ်အခြေခံလူတန်းစားနင်းပြားတွေဘွားကမတောင်းတာပေအဲပိုင်းညာပိုင်းတမားတွေဘွားဆေးပြေပေမယ်သူများစီမှာလေကစားနဲ့လောက်ရတဲ့မြောင်းအောင်တို့အဖိုးအစီမပြေလှပြီမနေ့ကမိသားငယ်ကလေးမိဖွားပြီးကျမ်းမကြီးမကောင်းဖြစ်ခဲ့တယ်ဘာကြီးနဲ့တုန်းကလေတောက်ဆိုင်မျိုးတို့မစင်ခဲ့နိုင်တယ်လို့ ဝေးဖွားပြီးချိန်ကြတော့လေတရှောင်းရှောင်းဖြစ်နေ၍ကလေး9ယောက်နှင့်မြောင်းအောင်တို့မိသားစုကြက်တဲရလေတဲ့မိတန်းခင်သာကျမ်းမာရေးကောင်းနေထရင်ကိုများလောက်ဒုက္ခမရောက်မိတန်းခင်ကလဲလဲဝဲဝဲရှိပြီးတလေးပါလေးရောင်းချတတ်သူပါ9ယောက်မြောက်ကိုဝင်ပါမိတန်းခင်လည်းအသက်က40နာကတ်နေ၍ချူချူချာချာဖြစ်လာခဲ့ရတယ်အရင်နှစ်တွေကဆိုစံပုံထဲမှာစံကအနည်းဆုံး တင်း20ခန်းရှိတယ်။တင်းနှစ်တော့ဝမ်းစားစပါးလည်းမရှိသလိုဆရာမိအကျွေးတွေကမနှဲမနှောပဲ။ကျွေးထုတ်လျင်ချင်းပရင်ဆက်ဆိုသည့်စကားရှိသည်မို့အကျွေးအတော့ကခနာဘေးဘဲထားပြီးတော်တော်လက်လက်စားဝတ်နေရေးအတွက်မြောင်းအကြံအိုက်နေရတယ်။ကုံသွားပြီ ဖြစ်သည့်စလိတ်တို့ကိုပြကွက်ထဲထဲ၍ဒေဘူကြီးတစ်ချက်မှုတ်ထုတ်လိုက်ပါလေ။ထို့စဉ်ကိုမြောင်း ရှင်မေးသေးဘူးလားအိမ်မပြောဘူးမိတန်းခင်အိမ်မကစားစရာလည်းမရှိလေရှင်တွေကလည်းကုလီကောက်ကိုရမ်းနေကြတော့သူများလည်းမလည်းအမလုချင်ဘူးငါဘာသာငါကိုပိုင်လေလေးလုချင်တယ်ဟာလေပိုင်မှမရှိပဲလေကုလီမလုလို့တော့ကဘာလုချင်လို့လဲမိတန်းခင်နေစကားထံပြောနေရင်မျက်စိထဲမှာတင်းတိုင်းကုန်းနားကပြထားတော့ဖုံးဆုံးမြေလူလူနေ လဲခွဲကြီးကိုမြင်အောင်လာပါတယ်တဲရှင်မှာရွာလဲမလဲပိုင်ရှင် ဥပေါ့ဆဖြစ်တယ်ကွင်းလာရွာမှာဥပေါ့ဆပိုင်တော်လဲများကထဝက်ခန့်ရှိတယ်ထိုလဲခွဲကိုတော့ဥပေါ့ဆမလုံးလုံးမီသူတိုင်းလဲမရှိသလိုရဲစွန်ပြီးလုံးမီဟုဥပေါ့ဆရည်ရွယ်လိုက်တိုင်းအင်သားတို့ဥဥဘေးတွေ့တတ်တယ်လဲငှားอยู่သူရှိ၍နှစ်ဦးသုံးဦးอยู่ဘူးတယ်လဲလုံးဖို့နေနေတတ်တာအန်ဒီရဲတကူမဟုတ်တကူဖြစ်တတ်သလို အသက်သေဆုံးသည့်အထိဘေးတွေကယ်ရပြန်လေ။ဒေကွင်းကြီးတွင်စိတ်ဘလူးပင်ကြီးတစ်ပင်ရှိပြီးထိုပင်ကြီး၏အနီးတွင်နဲငယ်မိုးမောက်နေသောမြေကမှုတစ်ခုရှိတယ်။ထိုကမှုမှာညဘက်များတွင်ပုံနှံများထွက်ခြင်းဤတံများကြားရခြင်းဝေယောတံများကဲ့သို့သောတံများကြားရခြင်းတို့တရင်ထွက်နေပြီးနောက်ဆုံးတွင် ထိုလက်ကွယ်ကြီးမှာအနှင်းနှင့်လာလာ ပြထားခြင်းခံရသောမြေဆိုးမြေကြံကြီးဖြစ်နေခဲ့လေတဲ့ ထိုလက်ွယ်ကြီးမှာစေကားခန့်အထီကျဲဝန်းပါတယ်ထိုလက်ွယ်ကြီးကိုမြောင်းတို့လောက်ခွင့်ရလျင်တော်လေးအဆင်ပြေမည်ဟုတွေးလိုက်မိတယ်မိသားနှင်အမနဲ့ကြရင်ဥပေါ့စစီလဲငါသွားတောင်းမယ်စိတ်ဘလူးပင်ကြီးရှိတဲ့လက်ွယ်ကြီးကိုငါလုံးမယ်ဟာနင်းသိမ့်ထားတဲ့ငကလေးထုတ်ပြီးမြို့တက်ပြီးအပြက်ရောင်းမယ်ဒေါ်ရာချီပြီးလဲလုံးမယ်ဟာ ကိုမြအောင်ရဲ့ချင်းယူးနေလားတကယ်ရောင်းချင်တပါဆိုလဲရောင်းလဲလို့ချင်ပါဆိုလဲလဲလို့ဘဲနဲ့စိတ်ဘလူးပင်ကြီးရှိတဲ့တင်ញံကုန်းနားကလဲကောမတော့ကလှုပ်ချင်ရတာတော့ကိုရင်သာလာအဲ့လေမှာ လုံးမဲ့ပဲကြံသည်ပိုးထိသေးတာရှင်မသိတာလဲမှတ်လို့တော့အမသိလို့မဟုတ်ဘူးသိတယ်မိတန်းခင်ဝဲလုံးနဲ့ငါးစာတာကိုငါရွေးချင်တာမနေ့ကျဥပေါ့ဆစီလဲငါသွားတောင်းမယ် တေးတေးရှင်းရှင်းအလက်ကွက်မှာငါလုံးမယ်အင်းတို့ကဒီမှာပဲနေကြပေါ့ငါကားတော့ဟိုမှာတဲထိုးပြီးနေမယ်အကယ်၍များငါတေးသွားရင်ခလေးငါးယောက်နဲ့နောက်လင့်သာယူဟာတော်ပေါက်ကြီးရယူစီရလားမိတန်းခင်ရပြောကြအောင်ညအောင်ဦးလိုက်သေးလိုက်ရီမောလိုက်ပါလေဟုတ်တယ်တိမ်မထူးနေမထူးစိတ်ဘလူးလဲကွက်မှာငါလုံးမယ် မနက်မိုးလင်းသောအခါမြအောင်ဒေဘာရှင်ဥပေါင်းစထံသွား၍စိတ်ဘလူးပင်နှင့်တောင်မိုးကြီးရှိရာမြေခွက်ကိုဒေငါတောင်းလိုက်လေတော့တယ်မြအောင်ဤစကားကြောင့်ဥပေါင်းစမှာအဟာရီလေတော့တယ်မြအောင်ရာကြီးပွားရေးမကောင်းလို့တင်းကျင်နေဆိုလေရိုးရိုးသိစမ်းမှာကွာတရေတက်လို့တေးရတာအဆင်မပြေလှပါဘူးအဲ့လေကိုလုံးမယ်လို့ရည်ရွယ်လိုက်တာ ਨੇ ငါအိမ်မှာတရားမို့တရား ဘေးဥပဲ့တွေဖြစ်ကြရတယ်။နောက်ဆိုတေဖို့ပဲကြံတော့တယ်။မလုချင်းစမ်းပါနဲ့ကွာ။တောင်ပိုင်းကလက်တကွဲရှိသေးတယ်။အဲ့လက်ကိုလုချင်းသဘာဆိုလုစမ်းပါကွာ။ဘာကြောင့်မှမသိမြောင်းအောင်စိတ်ဘလူးပင်ကြီးရှိရာလက်ကွဲကိုသာ လုချင်းသည်အာတီသားကပြင်းပြနေတယ်။တေးချင်းလုံးများကိုတေတွင်ကိုရှာတာလားလို့တွေးနေမိသေးတယ်။တေးသွားလေအေးပါတယ်။ လူရဲလို့ဖြစ်ကြတဲ့ကတခါမှပြေးပြေးလဲလဲမရှိခဲ့ဘူးအိမ်အောင်ကြတော့လေမိသားခင်က မွေးလိုက်သည့်ကလေးတွေဒါတောင်ပြကြသွားတာတွေအသေးမွေးတာတွေရှိသေးတယ်မိသားခင်ကိုပဲအပြေပြောလို့လည်းမရကလေးမလို့ချင်းရင်ဒီမယားတို့မနေမှာရမိခစ်တယ်တခါတည်းရန်အရဲလက်တဲ့ကကလေးဝေးအောင်ဆိုပြီးတိုင်းရင်ကြောကိုနှိမ့်နေပေး၍အကြောတင်ပေးတယ်မှာကလေးဝေးကြခြင်းဖြစ်တယ် ီတန်းခင်ကတော့ဘယ်ကြောကုန်နေနေမရသည့်လူတန်းစားထဲမှာပါပါတယ်အလုံးကိုင်းကလည်းရှားပါခလေးတွေကလည်းများကြာတော့တေလဲအေးရော်ဆိုသည့်စိတ်ပင်ဖြစ်လာမိပါတော့တယ်ဥပေါ့ဆရဲ့ကျုပ်ကိုကျုပ်တေလူလို့သဘောထားပြီးပြီဗျခမပေးလုံပါလားမပေးလို့ဘူးလားဒါပဲပြောဥပေါ့ဆခေတ္တမြစဉ်းစားလိုက်လေတယ်ပြီးမှတပြင်းရှိကြီးကိုချက်ကား မြ။မင်းလှုပ်ချင်တာနော်။ငါခိုင်းတာမဟုတ်ဘူး။သိတ်လှုပ်ချင်တယ်ဆိုရင်လှုပ်ကွာ။တနေ့လက်ကားလို့တပြားမှလည်းမပေးနဲ့။တပားလည်းမပေးနဲ့။ဟုတ်ပြီလား။အကယ်လို့များမင်းသိသွားရင်တော့ငါ့ကိုလာမချောင်းနဲ့နော်။မိမသာမင်းလှုပ်ချင်လုံးတာငါနဲ့မဆိုင်ဘူးနော်။နောက်ဆုံးမှဥပပေါင်းစာခွင့်ပြုချက်ဖြင့်လေလှုပ်ခွင့်ရလေတော့တယ်။ နောက်နေ့မှာပင်စေပလူးပင်ကြီးရှိရာတင်ချိုင်းကုန်းနားရှိလေခွဲကြီးကိုစတင်ရေးတမန်းပင်များမြက်ပင်ရှည်များတောင်းဝင်နေသောပင်များကိုရှင်းလင်းခြင်းမူပြုပါတော့တယ်အင်္ဂရဲကတနေ့လုံးစားတောင်းနိုင်ရင်ခမင်းရင်တောက်စရာရေးဘူးကွန်ဆလိတ်တို့ကိုယူဆောင်သွားပါတော့တယ်လေခွဲကြီးမှာကြွားစုံတင်လဲဖြစ်ရန်တင်ချိုင်းမြင်နေလဲဆက်ဆက်နေသောကြောင့်နေခင်းနေ့လေ၌ပင်လူချေတိတ်နေပြီးနှဲငယ်ခြောက်ချားเสียကောင်းနေပါလေ ခလန်လန်းမှာနွားချောင်းစိတ်ချောင်းနေတော့မြောင်အောင်ကိုအံဝန်တကြီးလှမ်းကြည့်နေကြတယ်ဘိုးကိုမြောင်အောင်မကြောက်မရွံ့ဗျာဦးမြောင်အောင်ကြီးဖရာတရားကိုသာမြန်မြန်လုံတော့ဘူရွေးစားနောက်သွားကြပြီမြောင်အောင်မှာလက်ရက်ခေါ်ဒီကိုပြင်မလာဝန်းကြပြီဖဝဲဝဲတို့ပြေကုန်ကြပါတယ်နေကလဲပူလက်ွယ်ကြီးတစ်ခုလုံးကလည်း အကယ်ကိုဖုံးစုံမြေကြီးဖြစ်နေ၍လက်ရှင်ရသည်မှာအလိုပင်ပင်မန်းလာတယ်။အေးလေနာရိတ်အာဝါဒရှိသောစိတ်ဘလူးပင်ကြီးအနီး၌ပင်သမင်းထုပ်ကိုဖြီး၍ဆဆာလာလောင်နေစားပြေးလိုက်ပါတယ်။စားတော့ပြီးသောအခါအသိမ့်ပါလာသောရက်ပလင်းကိုထုတ်၍အနှဲငယ်မောတောက်လိုက်တယ်။အိမ်လုံးငပိကောင်ကိုငရုတ်သီးစိမ့်နေစီပါယုံလေးထဲကျော်ထားသောငပိဟင်းမှာဘိုက်ကိုအစီရေးစေပြီးသူကိုငိုင်းမီလာစေပါတယ်။ လူကြီးကတိတ်နေပြီးအိုဘခလန်းလန်းမှာအုတ်ခုပြူပြူကြီးများကိုမြင်နေရတယ်။ကြီးပွဲရမကောင်းသောရှုခွင်းချို့ကိုကြည့်လိုက်။ရက်ကလေးအနှဲငယ်တောက်လိုက်နေ။အပင်ကြီးအောက်၌အိပ်ပျော်၍သွားပါတော့တယ်။မိခနဲ့အိပ်ပျော်သွားစဉ်။ဟေးအောင်မင်းကြီးပဲမတောင်းနဲ့လေကွာ။ငါလဲတောက်ချင်နေ။ငါလဲစားချင်နေကွာ။ငါလေးအဖော်မရှိလို့ပြင်းနေတာကြာပြီကွာ။မင်းနဲ့ငါတငယ်ချင်းလောက်ရအောင် စကားတန်တို့သည်နားထဲတွင်အသေးချာကြားနေရပါသည်အိမ်မန်းဟုပေမထင်ရပဲအနားနားမှလာထိုင်ပြောနေသလိုကြားနေရခြင်းဖြစ်ပါတော့သည်ဖျောင်းထားပါဝန်းကွာငါမင်းနဲ့တငယ်ချင်းဖြစ်ချင်လို့ပါအတန်ကြီးကလူသားတဝေးရဲ့အတန်မျိုးမဟုတ်ပဲတိုင်တန်လူလူတတုတန်လူလူမျိုးကြီးဖြစ်နေတယ်ပင်မမှုရှင်ကြောင့်ခဏဆိုပြီး ညောင်အိတ်လိုက်ပေမဲ့နိုးလာတော့ညနေပင်အတော်ဆောင်းနေပြီဖြစ်ပြီးချိန်တွေပင်အညိုရောင်တန်းနေခဲ့ပါပြီလူကအိတ်ရှိမှုတို့ဖြစ်ပြီးဘနဲ့ကကြားလိုက်ရသည့်စကားတန်ပေါ်ထွက်လာရသောလိုက်ရှာမိခဲ့တယ်အသေးချာကိုကြားလိုက်ရတာပါအနားမှာဘယ်သူမှလည်းကြည့်မနေပေခဏဆိုပြီးအိတ်လိုက်မိကမှနေဝင်ရင်တရောကြီးရောက်သွားသည့်မိမိရဲ့ဖြစ်ကိုအံ့ဩနေမိတယ်ငါဒီမှာပါ ဘယ်တွေလိုက်ကြည့်နေတာလဲအာမင်းနဲ့တငယ်ချင်းဖြစ်ချင်တယ်ဖြစ်လို့ရမလားမရဘူးလားပြောတငယ်ချင်းဖြစ်လို့မရရင်တော့ရန်သူပဲဖြစ်ကြတာကောင်းမဲ့ထင်တယ်ရန်သူဖြစ်ရင်တော့မင်းကငါကတတ်မှာနော်တန်နာကြီးမှာစိတ်ဘလူးပင်ကြီးနားရှိတောင်ကမူကြီးနားကလာနေခြင်းဖြစ်တယ်မြောင်အောင်မှာရင်တွေတလဲလဲဖြစ်နေသည်အလားဘရုံကြီးဖြစ်ပြီးကြောင်လန့်နေမိတယ်တို့ပင်မဲ့ ဒီလေကိုလာရင်ဒီလိုအနိဒာယုံတွေမြင်ရကြားရမယ်ဆိုတာတွက်ပြီးသားပါမိမိကိုမမီးတောင်တေလူလို့သဘောထားခဲ့ပြီလေမာကြောက်တတ်ရင်နှခါတေရတယ်ဒီတော့ကြောက်စိတ်ကိုမကြောက်ချင်အောင်ဆောင်ရမယ်လို့တင်ပြလိုက်မိတယ်ဘဲကနေဩနေရလေတငယ်ချင်းလုံးမယ်ဆိုလဲအလုံးထက်ပြလိဗျာကျုပ်ကလည်းဘယ်သူနဲ့မှရန်သူမဖြစ်ချင်ပါဘူးခမည်းနဲ့မိတ်ဆွေဖြစ်ချင်ပါတယ် ကျိုးကိုမြင်ရရင်ခမလန်သွားလိမ့်မယ်။ခမကျိုးရဲ့အသွင်သဏ္ဍာန်ကိုမြင်ဝန်းပါမလား။တကယ်တော့မြောက်အောင်လေအပင်ငရေဆိုပေမဲ့နှစ်ဖူးတွေ့ဒူးတွေ့ကြီးဆိုတော့ကြောက်တတ်ပါလေ။ဒါပေမဲ့အတန်ရှင်ဟာကျိုးကိုဒုက္ခပေးကြည့်နေတဲ့ပုံမဟုတ်ဘူး။ဒါကြောင့်ဒီလေကြီးမှာဆက်လို့နိုင်ဖို့ကျိုးဒီလိုက်ငားလိုက်နေမှာဖြစ်မယ်လေ။ဘလို့အသွင်မြင်မဲ့ဖြစ်ဖြစ်ကျုံမြောက်အောင်နဲ့တော့ငွေချင်းဖြစ်ရှင်လို့ အတင်တောင်းဆိုနေသေးတာပဲကျုပ်ကိုလိပ်ပြလွှဲအောင်ထီတော့ကြောက်အောင်ပြမယ်မထင်ပါဘူးလေမြောင်းအောင်စကားကိုချင်းချင်းစားသားပြောချလိုက်တယ်ဆိုရင်ပဲတောင်ကမှုအပေါ်မှာမိကုံးငွေခမမိုင်းကြီးတလုံးဟာရုတ်တရက်အလုံးလိုက်ပေါ်လာပါတော့တယ်မိကုံးလုံးကြီးတဲကနေရက်ရှိပေနေပါထထွားကြမ်းကြမ်းတုတ်တုတ်ခိုင်ခိုင်နေအသားရည်မှာနက်ပြရောင်နေပါဖြစ်၍အမွေးမြင်ထူထပ်စွာဘီလူကြီးတကောင်ပေါ်လာတယ် တို့တဲ့မြင်လိုက်ရ၍ကြောတယ်စိတ်ငနယ်ဖြစ်သွားသည့်အထိတန်သွားတယ်မျက်နှာကြီးမှာမိသားကြီးအကွဲထားတဲ့ကဲ့သို့အကွဲเจ้าရောင်ကြီးများထားနေတယ်မျိုးလုံးတို့မှာနေရွေး၍ပြူကျဲလွန်းလှပြီးစိတ်ထားသောပါဇက်ပြဲကြီးမှာပင်အစွဲလေးเจ้าမှာအပေါ်နှောင်းအောင်နှောင်းတိုးထွက်နေပါလေအဝေစားမပါပဲကိုခန္ဓာဟာဗလာကျင်းနေပါတယ်အရှက်လုံးယုံနေရာလေးမှာ တေချက်ပြားလိုအရာတခုသာဖုံးထားပါတယ်။မြောင်းအောင်စားကြည့်နေစင်မှာပင်အခုံးဝဲလုံးကြီးကတောင်ကမူလုံးကြီးတဲ့ဝင်သွားပါတယ်။နေဟာအတော်လေးကိုဝင်စားပြုတ်နေခဲ့ပါပြီ။ငါဒီတောင်ကမူကြီးထဲမှာနေတယ်။အထဲမှာအတန်ပေးလာပါတယ်။မြောင်းအောင်လည်းအခေါင်းပေါက်ကြီးဖြစ်နေတယ်။ဂမူပေါက်ကနေအတန်လာရောက်ကို ဝင်လို့လူစည်းစာလင်းရောက်နေငုံကြည့်လိုက်တယ်။မြင်ရပါတယ်။ ထိုကမိုးပေါကြီးထဲမှာနတ်ပြရောင်ကြောက်ပီလူယောက်ကြီးတစ်ခုပါကြောက်ပီလူယောက်ကြီးဆိုပေမဲ့တထောင်ကြောကြောခန်းသာရှိပြီးပူလုံးလုံးတရံဖြစ်ပြီးမျက်နှာမှာဝနကမြင်လိုက်ရတကဲတော့ပင်ပကြားအကြီးဖြစ်နေပြီးအစွဲဖိုးဖွေးကြီးများကိုမြင်လိုက်ရပါတယ်ငငယ်ချင်းဖြစ်နေတာတော့ဟုတ်ပါပြီမလုပ်ပေးရမလဲအဆွေသူကလူစင်ရဲတယောက်ပါဒါပေမဲ့မိတ်ဆွေဖြစ်ပြီးမို့တက်နိုင်တယ်တောင်းဆိုမှုဆိုရင်လုပ်ပေးပါမယ် ြီးတော့ဒီလက်ကွက်ကိုဘယ်သူမှလုံးလုံးမရအောင်အဆွေကလှုပ်ထားတဲ့ဆိုရင်ကျုပ်ကတော့လောက်ခွင့်ရအောင်လုပ်ပေးပါနော်မြောင်းအောင်စကားဆုံးတော့ချက်ချင်းတုတ်ပြန်တယ်မကြားရသေးပြီအတန်ကြာသည့်အထိငိန်သက်တိတ်ဆိတ်နေပါလေပွင့်ချင်တစ်ခုလုံးလည်းနေအောင်မရှိတော့ပဲနေချင်းချင်းဖြည့်ရနေပါလေငါအသားစိမ့်နဲ့တေးတောက်ချင်နေငါ့ကိုကျွေးမလာတငယ်ချင်း တွေးတာကအကြောင်းမဟုတ်ပါဘူး။သူကလူစင်းရဲ့လေ။သမင်းငတ်တော့မှာမို့။ရဲစွန့်ပြီးဒီလေကိုလှုပ်ဖို့လာခဲ့တာ။အခုလောလောဆယ်ကျုပ်တောက်နေတဲ့ရဲတပိုင်းကိုတောက်ပြ။အသားစားခြင်းရင်တော့တရဲတန်ဒီနှစ်ရဲတန်ဒီစောင်းပေးပါဗျာ။ကြာကြံပြီးမရရောက်အောင်ကျွေးမယ်။အခုအရက်ကိုအတင်ဘလို့တောက်မလဲ။တောင်ကမူပေါကနေကျုပ်ရဲ့ကြောက်ပြီလို့ရုပ်ပဇက်ဝါကို တောင်းချလိုက်ပါ။ ပြောသည့်အတိုင်းပင်လောင်းချပေးလိုက်ပါတယ်အတွင်းမှာဂလူဂလူဆိုသည့်မြူချတန်ကြီးကိုကြားလိုက်ရပါတယ်တငယ်ချင်းရမ်းမောင်းနေပြီအတင်းပြတ်တော့မပြန်ခင်ကျုပ်ယုတ်ထုကြီးရဲ့ဖင်အောက်ကိုဂမူပေါကနေလန်းနာလိုက်ပါအတင်းလဲသုံးပါကျုပ်အတွက်လည်းနှောင်းနေကစားလို့စားပွဲရနဲ့သေယူလာပေးပါညောင်ကြောက်ပြီလူကြီးဖင်အောက်တို့လန်းနိုင်လိုက်ရာ ချွေနှင်းကားတပြားပါလာပါတယ်ချွေအောင်မှာအမောင်ထဲ၌ပင်လက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 ်ထားနေပါတော့တယ်ထိုနေ့ကအတော်လေးမှောင်မှကြွားတဲ့ရှိမိမိအိမ်ကြီးအိမ်တို့ပြန်ရောက်ခဲ့တည်တယ်ပြန်ရောက်တော့မိတန်းခင်မှာအံဩဝမ်းသာနေပါတော့တယ်တော်ပြန်မလာပါမလားလို့အလောင်းကောင်းရပြီမှတ်နေတာအဲမသားမဒီလောက်တောင်တွေ့ရသလား ဟဲ့မိသားခင်မောင်စန်းစီမှာကြားတဲ့ကောင်နဲ့တားချော့စီမှာရက်သုံးလုံးတော့ဝယ်ပေးစမ်းဘဲပစံနဲ့ဝယ်ရမတော့ပြိုးဝယ်မဲ့ပစံတွေကတော့ဝယ်ငါကူဥပေါင်းစားအိမ်ပဲသွားပြီးဒါလေးတော့ရောက်မလို့ပါလာတီရွှေတင်းကနေအပြည့်ပြည့်အစုံကိုပျော်ပြလိုက်ပါတော့တယ်မိသားခင်လေကြောင်းလန့်အော်စွာနားထောင်ရင်နောက်ဆုံးမှာမိသားခင်ကကြမ်းနေရက်သွားဝယ်ပြီး ်မြအောင်လေလက်ရှင်အိမ်တို့ထွက်လာခဲလိုက်ပါတော့တယ်လက်ရှင်ကခြွေနေကအကြောင်းကိုမမေးပါပဲထိုက်သိမ်း၍ရသည်ဟုသာ ပြောပြီးဈေးဖြဲ၍မြအောင်ဟာငွေသားချို့ပေးလိုက်ပါတယ်မင်းနဲ့ထိုင်လို့မင်းရတာမြအောင်မင်းလာရောင်းလို့သာငါဝယ်ပေးလိုက်တာတဲ့နဲ့ပတ်သက်ပြီးအမားမခံရဲလို့မင်းကိုလည်းမဆက်စုတော့ပါဘူးအစအစအစဉ်ပြေပါစီမြအောင်ရာ ထိုနေ့ညကညအောင်တော်တော်ညင်းနဲ့မှအိပ်ရတယ်။တက်ကိုအကောင်လိုက်ပြုတ်ပြီးမှပြန်ပြီးမိခင်နေရွေးဖြစ်တယ်။နောက်နေ့မှတက်ခင်နေအရက်ကိုညနေဆောင်းတိုင်းကြောက်ပြီးလူကြီးအားကျွေးမွေးလိုက်ပါတော့တယ်။အုံဆုံးမြေဖြစ်သည့်လက်ခွေကြီးမှလည်း9ရက်6ရက်အတွင်းခုတ်တွင်ရှင်းလင်းပြီးပြီဖြစ်တယ်။ထိုလေကိုအေးရအေးကြောင်ထုံရနိုင်တော့မည်မို့မြအောင်ပြောနေမိတယ်။ ကျွာထဲမှာလူအများလည်းစိတ်ဝင်တစားဖြစ်အံ့ဩနေကြလေတယ်။ညနေဆောင်နေဝင်ချိန်တိုင်းကျောက်ဝီလူကြီးနေစကားတွေပြောပြစ်တယ်။ကျောက်ဝီလူကြီးဖင်အောင်မှာတပတ်တခါရွှေရင်ကားတပြားတပြားနှိုက်ယူခွင့်ရခဲ့ပါတယ်။တခုသောဘဝ၌အာဟုတုကြီးမားခြင်းနဲ့ကြီးစိန်ဥစ္စာတို့ကိုအစွမ်းလန်းရမှာသေလွန်သောအခါကျောက်ဝီလူကြီးဖြစ်ခဲ့ရကြောင်းပြုံနယ်ထားသောရွှေရင်ကားများအားစောင်းရှောင်းရကြောင်း ယခုနေရသည့်ပြောင်းရွှေ့လာသောနေရာများအနှက်မှတခုသောနေရာဖြစ်ကြောင်းဤနေရာမှနေ၍အရင်လူများအားမလောင်ဝန်းအောင်တမျိုးအတန်ပြူး၍တမျိုးအနံစိုးဖြစ်တမျိုးချောင်းလန်းခဲကြောင်ပြောပြလေတယ်လူတိုင်းနေနီးကပ်စွာနေရွေးမရပဲညောင်းအောင်ပေါ်အလုံးခင်းမိသည့်ရေဆဲကြောင့်သာတငယ်ချင်းဖြစ်ခဲ့ရကြောင်းကိုပြောပြလာခဲ့တယ်ဤသို့ပင်ကာလအတန်ကြာသောအခါရဲသိန်းချင်းတို့ပင်ရောက်ခဲ့လေတယ် တဘာခင်းကြီးမှာ အခြားစဘာခင်းများထက်အစေ့ဆံကောင်းပြီး အောင်မြင်ခဲ့တယ်။ကြောက်ဘူးလူကြီးပေးသည့်ရွှေတင်းကားတို့ဖြင့်မြောင်းတို့မိသားစုမှာပြေလည်လာခဲ့ပြီဖြစ်ပါတော့တယ်။မိသားခင်ကိုတို့ပြေလည်လာဘယ်လူမှမသိစင်နဲ့တော်ယုံ မကြွားဝါနဲ့မရှိသလိုလေးနေကြောက်ဘူးလူကြီးအကြောင်းကို လူတွေမသိစင်နဲ့ဟာတော်ကြတိုက်စီရတဲ့တရင်ရသွားရင်ငါတို့ရောကြောက်ဘူးလူကြီးပါအန်ဒီရရှိတယ် အင်းမကွန်မြအောင်ရဲ့တို့ကတော့မပြောပါဘူးဒါပေမဲ့ရွာထဲမှာလူစိမ်းတွေရှင်အချောင်းကိုလိုက်မေးနေတယ်တဲ့အေးစားစားတတိနဲ့နေရမယ်နှောက်ရကြမျိုးတက်ပြီးရွှေရင်းကားတွေသွားရအောင်မေးဥပေါင်းစားစီခဏခဏရောင်းလို့အဆင်မပြေတော့ဘူးညမကြမီမြောင်းအောင်မျိုးတို့ခဏတက်ရတယ်ရွှေရင်းကားသွားရအောင်ရခြင်းဖြစ်ပါတယ်ပြန်လာတော့အခါညနေဆောင်နေပြီဖြစ်ပါတယ်ပြန်လာစဉ်ရွာထိတ်လောက်ရောက်မှပင် နားထဲနိုင်အော်တန်ချိုချားနေရတယ်တငယ်ချင်းကြီးကဲပါကဲပါကြောက်ပြီလူကြီးကြီးအော်တန်ကိုချားနေရတယ်စိတ်ထဲတမျိုးဖြစ်သွားပြီးအိမ်တို့ပင်မဝင်တော့ပဲလေတဲ့တို့အတော်နှင်းလာလိုက်ပါတော့တယ်လေတဲ့တို့ရောက်တော့အခါတောင်ကမူကြီးမှာ ပေါတူးဖြစ်ထိုချခံထားရပြီးအတွင်းမှာကြောက်ပြီလူယောက်ကြီးမှာမြေပြင်တွင်သံဆောင်လဲနေပါတယ် ကျောက်ပီလူကြီးကိုအရှိမင်းတချို့ဖြင့်ခြေသားအတီကို တွေးလိုက်ရပါတယ်ကျောက်ပီလူကြီးဘာဖြစ်တာလဲပငယ်ချင်းများငါ့ကိုတမဏီဂျိုးတွေနဲ့ချီသွားပြီတိုက်ဆရာတွေကကမူတဲကရွှေရင်းကားတွေကိုအကုန်ယူသွားပြီငါ့ကိုလည်းရိုင်းနေသွားကြတယ်ငါကတမဏီဂျိုးကြီးနဲ့အချိန်ခံထားရတော့ဘာမှပြန်မလုပ်နိုင်ဘူးဘဲကတမဏီဂျိုးရမှာလေအဲ့ရှိယုံမြင့်လေးပါ တုတ်ဆွဲပြေးပေးမယ်။ကျောင်းဝီလူကြီးကမှအရှိကျိုးများကိုစွဲထုတ်ပြလိုက်တယ်။ဖြချင်းဆိုသလိုမိကုံလုံးကြီးနဲ့ကျောင်းဝီလူကြီးပေါ်လာတယ်။မင်းနေခဲ့တဲ့ငယ်ချင်းတိုက်ဆရာလူအုံနောက်ကိုငါလိုက်မယ်။ပြောပြီးတင်မိကုံလုံးကြီးရောဘီလူကြီးပါပျောက်သွားပါတော့တယ်။သိမ့်မကြခင်မှာပင် အဝေးစီမှာစူးစူးဝါးဝါအတန်နဲ့အချိုးနဲ့ငဲတန်ပေါအောင်ဟိနေတံများ လက်ကွင်းရှိမှသွေးတံတရရဲ့ပြလောအတံများမှကဘာပြက်သည်လားသူညံရေးသွားပါတော့တယ်ငငယ်ချင်းဒီရွှေနင်းကားကိုမင်းယူပါ စားလဲစားလူလဲလူပါငါအတွက်လည်းရည်စူးပြီးလှူဒန်းပေးပါကြုံရင်ကြုံတလို့အမျှဝေပေးပါဒီနေရာကနေနောက်တဲ့နေရာကို ရွှေ့တော့မယ်ရောက်တဲ့ရက်ကနေတာဓုခွန်နိုင်တဲ့တနေ့ငါလည်းဘွားတဲ့တစ်ခုကိုရောက်လိမ့်မယ်ဒီလဲကို အပိုင်ဝယ်ပါ အမြဲတမ်းစပားထွက်ကောင်းလိမ့်မယ်။ချမ်းသာတာကို လူမသိအောင်နေပါ။အကြောဝါပါနဲ့။ကံမကုန်ရင်ပြန်ဆုံကြမယ်။ပြန်မဆုံခဲရင်တော့ငါကျွလို့သွားပြီလို့သတ်မှတ်ပါ။ခုနေ့မှစ၍ကြောက်ပြီလူကြီးနဲ့ခွဲခါခဲရပါလေ။အပိုင်ဝဲလိုက်တော့ထိုးလက်ကွက်တွင်လဲလုံရင်နှစ်ပေါင်းများစွာတိုင်အောင်ပြန်လဲ၍အစုံသေးကြတော့ဒီမှာမြောင်းအောင်ဤပြုလုပ်ပေးတော့ကောင်းမှုကုသိုလ်ကြောင့်လို့သာဖြစ်ပါလိမ့်မည်။ ။မြောင်အောင်မှာမကြာခဏကြောက်ပြီလူကြီးကိုတရီရနေမိပါတော့တယ်။ကြောက်ပြီလူနဲ့ဖုံဆုံးမြေးဆိုတဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်ဇလန်းများကိုလည်းစောင့်မျှော်နာဆင်အားပေးကြပါအောင်ခင်ဗျာ။